မင်္ဂလာပါတငယ်ချင်းလေးတို့ရေဒီနေ့ကျမပြောပြခြင်း ਨੇ ပုံမြင်လေးကတော့တောင်တလုံးရဲ့လျှို့ဝှက်ထားတဲ့စစ်မှန်တဲ့သဘာဝအကြောင်းဖြစ်တဲ့မိခိုးတောင်တွေကဒဏ္ဍာရီဖြစ်ပါတယ်အရင်ကတောင်ကြီးတလုံးရှိတယ်သူ့နာမည်ကမိခိုးတောင်ဖြစ်ပါတယ်နနက်တိုင်းမှာမိခိုးနုနုတွေတောင်ဖျားကနေတက်လာလို့လူတွေကဒီနာမည်နဲ့ချစ်ကြတာ ရွာသားတွေအားလုံးကဒီတောင်ကိုကြောက်ကြတယ်။သူတို့ယုံကြည်တာကတောင်ထဲမှာမီးနဲ့သမီးတပါးနေရပြီ။သူမရဲ့မျက်လုံးကမီးလိုတောက်တယ်။တခါတလေသူမရဲ့သချင်းတန်ကတောင်အောက်ကတောင်ကြားရတတ်တယ်။အဲ့ဒီရွာထဲမှာလီနာဆိုတဲ့စူးစမ်းတတ်တဲ့မင်းကလေးလေးတယောက်ရှိတယ်။သူကအချိန်တိုင်း မိခိုးတောင်ကိုကြည့်ပြီးတောင်ထဲမှာအမှန်တကယ်နတ်သမီးရှိမလားလို့စဉ်းစားတတ်တယ်။တ냐မှာတော့မိခိုးအနက်နဲ့အတူတချင်းတန်တတန်သူ့နားထဲဝင်လာတယ်။အဲ့ဒီအတန်ကနားထောင်ရတာအတော်ကောင်းပါတယ်။သူ့အတွင်းစိတ်ကပြောတယ်။သွားကြည့်မယ်။ငါတိချင်တယ်။ဒါနဲ့လီနာကမိခိုးတောင်နာကိုတိတ်တိတ်လေးလျှောက်သွားတယ်။ တောင်သားကလမ်းတွေကမှောင်နေပြီးမိခိုးနူးနူးနဲ့ဖုံးအုပ်ထားတယ်။လီနာကတောင်တက်လာတဲ့အခါမင်းနေရောင်တောင်းနေတဲ့အရာကြီးတစ်ခုကိုမြင်လိုက်တယ်။အဲ့ဒီမှာပဲမိခိုးတဲကမီရာနဲ့သမီးပေါ်လာတယ်။သူမကမီးလင်းကျယ်တွေဖြစ်နေပြီးအတန်ချိုချိုနဲ့ပြောတယ်။လီနာမင်းမကြောင့်ငါ့ကိုခေါ်လိုက်တာလေ။ ။ဒီနာကတုံ့ပြန်နေ။ငါတိကျင်နေ။မိကိုတော်ကဘာကြောင့်အမဲမိကိုတက်နေတာလဲ။မိယာကပြုံးပြီးပြောတယ်။ဒီတောင်သေးကမိကိုဟာတန်ရောစင်နဲ့မြစ်တာပါ။လူတွေမကြောက်ဖို့နဲ့မြစ်တာနဲ့ကြီးဖို့လိုတယ်။တောင်ကြီးကမီးမဟုတ်ပါဘူး။လူတွေကကြောက်ကြတာကသူတို့ရဲ့အတွင်းစိတ်ရဲ့အပူတွေသာဖြစ်ပါတယ်။ နတ်သမီးရဲ့အတန်နဲ့အတူမီးခိုးနုနုတွေလှဲ့ပတ်လာတယ်။တောင်ပေါ်ကမီးတောက်တွေကြောက်သွားပြီးမိုးရွာသွန်းတန်တတန်လေးကြားလာတယ်။နနက်ဖြန်းမှာရွာသားတွေကအံ့ဩသွားကြတယ်။တောင်ကမီးခိုးတက်တာရက်သွားတယ်။မြစ်တွေကလှပလာပြီးတစ်ပင်တစ်တွေပေါက်လာကြတယ်။ဒီနာကရွာသူရွာသားတွေကို ပြောပြတယ် တောင်ကိုမကြောက်ပါနဲ့တောင်ကစိတ်တစ်ခုပါပဲကြောက်ဖို့မလိုဘူးနားလေဖို့ပဲလိုတယ်ဒီလိုနဲ့မိခိုးတောင်ဟာမနက်တိုင်းမိုးရွာသွန်းပြီးနတ်သမီးမိယာရဲ့သချင်းတန်နဲ့တရွာလုံးကိုအေးချမ်းစေတယ်မိကုံးတွေရဲ့အဖြေတွေကမေးသူရဲ့ရဲရဲဝံ့ဝံ့စိတ်ထဲမှာပဲရှိတတ်တယ်အချင်းနဲ့မြစ်တာတရားကပဲ မိခိုးတော်တလုံးကိုပါငင်းကျန်းစေနိုင်တယ်တငယ်ချင်းလေးတို့ရေဒီပုံပြင်လေးကမင်းတို့ရဲ့စိတ်ကိုတောင်တက်တယ်လို့စိတ်လှုပ်ရှားသွားမယ်လို့ညွှန်လင့်ပါတယ်မင်းတို့ကြိုက်ကြရဲ့လားနောက်ထပ်ဒီလိုလှပတဲ့ပုံပြင်လေးတွေနားထောင်ခြင်းရင် channel လေးကို subscribe လုပ်ဖို့မမေ့နဲ့နော်နောက်တစ်ခါမှနောက်ထပ်တစ်လွင်လန်းဆန်းတဲ့ ဒဏ္ဍာရီလေးနဲ့ပြန်လှည့်လာပါမယ်။ကျေးဇူးတင်ပါတယ်ရှင်။